ရီဗင်အမိရှိတဲ့ဒီလူဟာသတင်းပတ်ပေါင်းများစွာတောင်းနယ်ကြီးထဲမှာပိတ်မိနေကြတာဖြစ်ပါတယ်။သူ့ခန္ဓာကိုယ်ဟာစားလောင်မှု၊နာကျင်မှုနဲ့ပင်ပန်းနွမ်းနေမှုတွေကြောင့်အားနည်းနေကြတယ်။အထက်ရှင်တွေဘူးတွေသူ့အင်ကြီးကိုချွတ်လိုက်ပြီးတစ်ကိုင်းထူထူတစ်ခုကိုဆုပ်ကိုက်လိုက်တယ်။ပြီးတော့သူ့ကိုပယုတ်စိတ်တွေကိုက်စေခဲ့တယ်။နာကျင်မှုကသူ့ကိုအထက်ရှင်စေပြီးသတိလင့်မူလိုက်ခြင်းကနေတားဆီးပေးခဲ့တာဖြစ်ပါတယ်။စိတ်ပြေအားငယ်နေပြီးစားလောင်နေတဲ့ရီဗင်ဟာဥတွေရှိတဲ့တစ်ပင်တစ်ပင်ကိုရှာတွေ့ခဲ့တယ်။သူ့ဥတလုံးကိုခွဲလိုက်ပြီးအသွင်းထဲကတင်းငယ်တဲ့သားလောင်းငတ်ကိုအရှင်စားလိုက်တယ်။ ပထမတော့သူယွန်းရှာဟိပြီမေမကြခင်မှာမေဒါဟာအသက်ရှင်ဖို့ကခုတဲဘောအခွင့်ရေးခဲ့တယ်ဆိုတာသိလိုက်ရတာဖြစ်ပါတယ်။သူအကူညီအတွက်အော်ဟစ်ထည့်ပြီမေတိတ်ဆိတ်မှုသာရှိခဲ့တယ်။သူ့ရဲ့ခြေထောက်တွေဟာရွှွံ့ညွန့်နေတဲ့ချိန်ကိုက်ခံမှုတွေကြောင့်ပုတ်အဲ့နေခဲ့တယ်။ထို့သောသူဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။မနက်ခင်းတစ်ခုမှာမိဖင်ဘော်ကလူကြီးရတွေကိုသူတတိထားမိခဲ့တယ်။မျောလင်းခဲတောက်လောင်သွားခဲ့တယ်။သစုံတစ်ယောက်ဖျက်သွားခဲ့တာဖြစ်နိုင်တာဖြစ်တယ်။ဒါပေမဲ့ပြီးခဲ့တဲ့နေ့ကသူပစ်ချခဲ့တဲ့ဥခွန်ဟောင်းကိုပြန်တွေ့လိုက်တဲ့အခါသူပတ်ချလဲလမ်းလျှောက်နေတာကိုသိလိုက်ရတာဖြစ်တယ်။ခြေရာတွေဟာသူ့ကိုယ်ပိုင်ခြေရာတွေသာဖြစ်တယ်။သူစိတ်တက်ကြမြေပြင်ပေါ်ထိုင်ချလိုက်ရပါတယ်။ အဲ့ဒီနောက်သူ့အပေါ်ကနေလေရင်ကစင်ကြီးရဲ့အတန်းကိုကြားလိုက်ရတယ်။ကြောက်တုံးဘော်ကိုတက်ပြီးသူ့အိတ်ထဲကနေအနီအောင်အဝတ်စာကိုဆွဲထုတ်ကာလေရင်ကသူ့ကိုမြင်မလားလို့စူတောင်းရင်းဝေယမ်းခဲ့ပေမဲ့လေရင်ဟာသူ့ကိုကြော်လွန်ပြန်ထွန်းသွားပြီးသူ့တယောက်တည်းချန်ရက်ထရပြန်တာဖြစ်ပါတယ်။အဲ့ဒီနေ့မှာခြုံပွတ်တွေကြွားမှာငိုနေတဲ့အမျိုးသမီးပုံတံတန်တစ်ခုပေါ်လာခဲ့တယ်။ရီဗင်မျော်လင့်ချက်ခံစားခဲ့တယ်။သူဟာတငယ်ချင်းဖြစ်ကြောင်းအချက်ပြလိုက်တယ်။နောက်သူတို့ဖြည်းဖြည်းချင်းအတူရှောက်ဖားခဲ့ကြတယ်။ဒါပေမဲ့မျက်နှာရောက်တော့လွေတစင်းပေါ်လာခဲ့တယ်။သူ့အိုဟီတို့ချူစားခဲ့ပေမဲ့အတန်မထွက်နိုင်ခဲ့ပါဘူး။လွေဟာမျောပါသွားခဲ့တယ်။ သူမျက်လုံးဖွင့်လိုက်တဲ့အခါအမျိုးသမီးပျောက်ကွယ်သွားပြီးသူစိတ်ကူးရင်စာဖြစ်နေခဲ့ပြီးသူတယောက်တည်းပြန်ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးထုံညက်ချက်ကတော့သူရှုညွန့်တဲ့ကြသွားခဲ့ခြင်းပဲဖြစ်တယ်။သူယုံကန်တဲ့လေပိုပြီးနှမြုပ်လေးပဲဖြစ်တယ်။သူကိုကိုကိုဆွဲထုတ်ဖို့မျက်ပင်ကိုဆွဲကင်လိုက်ပြီးကျိုးသွားခဲ့တယ်။ဒါဟာအဆုံးသတ်တယ်လို့ပဲထင်ရပေမယ့်အဲ့ဒီအခါမှသာရှုညွန့်ကောတိတ်မနတ်သူဆိုတာသူသိလိုက်ရတယ်။သူ့ရဲ့နောက်ဆုံးအားအင်းနဲ့သူတွားသွားထွက်လာခဲ့တယ်။အစားအစာမရှိအားအင်းမရှိမျှော်လင့်ချက်မရှိသို့တော့ရီဗင်ဟာရှေ့ကိုဆက်တိုက်တွားသွားခဲ့ပြီးလက်မြောင်အရှုံးမပေးခဲ့တာဖြစ်ပါတယ်။